ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စကန်တွေရှိရူဟင်ဂျာဒုက္ခသည်တွေဟာအာရခတက်တော်အေကိုနာဇီတက်လို့ဆွဆွေပြောဆိုလိုက်ပါတယ်။သူတို့ဟာစတင်ဘာလ29ရက်ဒီနေ့ဒုက္ခသည်စကန်တွေမှာလူစုပြီးခုပြုတ်လုံနေတဲ့ကုလသမဂ္ဂညီလာခံကိုကြိုးဆိုထောက်ခံကြောင်းရူဟင်ဂျာဒုက္ခသည်တွေအရေးဆုံးဖြတ်ပေးကြဖို့တောင်းဆိုနေကြတာပါ။အဲ့ဒီဒုက္ခသည်စုယုံတောင်းမှုစာတမ်းတွေမှာအာရခတက်တော်ကိုနာဇီတက်လို့ဆွဆွေသုံးနှုန်းနေကြတာဖြစ်ပြီးအာရခတက်တော်ကိုအကျံဖက်စစ်တပ်အဖြစ်ပုံဖော်နေကြတာဖြစ်ပါတယ်။ အဲ့ဒီဒုက္ခသည်တွေဟာပြီးခဲ့တဲ့အော်ဂိုလာ25ရက်နေ့ကလည်းအရခတတော်စစ်ဦးကြီးချုပ်ဗိုလ်ချုပ်ထွန်းမြင့်နိုင် အပါအဝင်ခေါင်းဆောင်တွေကိုစော်ကားပြောဆိုနေကြတာပါအဲ့ဒီအပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယာယီသမ္မတကိုလည်းစော်ကားပြောဆိုထားကြပါဗျာအဲ့ဒီအပြင်ဒုက္ခသည်စကန်ရှိရိုဟင်ဂျာကလေးငယ်တွေကိုလည်းလူမျိုးရေးဘာသာရေးအမှုတရားတွေတွင်းပြီးပြည်တွင်းခေါင်းဆောင်တွေကိုစော်ကားတာတွေမကြာခဏပြုလုပ်နေကြတာပါ အဲ့ဒီဒုက္ခဒီစကန်တွေမှာအကြံဖတ်သမားတွေဟာအကြံဖတ်မှုတွေကျူးလွန်ကြဖို့စီယုံလှုပ်ဆောင်နေကြပေမဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေအရေးယူဆောင်ရွက်တာတွေမရှိဘူးလို့နိုင်ငံတကာအတိုင်းအဝိုင်းကအဝေဖန်ပြောဆိုနေကြပါတယ်။